ကတကယ် drama အကြီးစားကြီး drama အကြီးစားကြီးဖြစ်မှာပါเนาะဆိုတော့ဟိုကောင်းတယ်ဟိုလောင်လဲလောင်ရမယ်ပေါ့เนาะဆိုတော့ဟိုပြီးတော့အားမလို့အားများကြီးလည်းဖြစ်ကြအောင်မယ်ပြီးတော့တွဲပေးထားတဲ့ဒီ cast လေးလည်းမိုက်တယ်ပေါ့အဲဒါဆိုတော့ပရိသတ်တွေဟိုကြိုက်ကြမှာပါဟုတ်ဒီ bucket drum မှာဖြစ်နေရဲ့အလောင်ဇက်တွေလည်းဖြစ်တယ်ဇက်လည်းကောင်းတယ်ပိုင်းလူကလည်းချောတယ်အဲ နိုးလာပြီညာနိုးလာခုမှစကားထွက်လာဒီလိုလေးတွေ့မျက်နှာချင်းဆိုင်ဒီထဲမှာက तू อ่ะအလိုပေါ်ဆက်မင်းသမီးနဲ့အလိုနဲ့တွေ့ရမှာဟုတ်တယ်ဒါကျွန်တော်ကြတော့အလိုအချစ်ခံရမလို့နဲ့ချစ်မခံရတဲ့ကောင်မလေးတယောက်နေရနေပါဝင်တယောက်ဆောင်မှာပဲကျွန်တော်နေရအောင်လို့တွေ့ရမှာဆိုတော့အလိုနေအောင်နေအောင်ကြားမှာကိုကလည်းအလို ဟိုအနေအေးရဲ့လူရိုးလေးပေါ့လူရိုးလေးတည်းမဟုတ်အဲ့လိုမျိုးပေါ့နှစ်ယောက်ကြားညက်တဲ့ပုံစံမျိုးလေးပါဟုတ်ဟိုကိုသွားရမလားဟိုကိုသွားရမလားဒါတော့အေးပေါ့ပြောလိုက်ရင်တော့ပေါ်ပါပေါ်ပါမှာနော်စိုက်ကြည့်ပါသူကရိုးတော့ရိုးပါလေဟိုသူကဒီထဲမှာစိတ်ထားဖြူစေပါကျွန်တော်နှစ်ယောက်ကြားထဲမှာ ဲ့လိုမျိုးညံ့နေတဲ့လူတော်မှစိတ်ထားအဖြူစင်ဆုံးဆိုကျန်တဲ့လူတွေမှတွေ့ကြည့်လိုက်တော့တွေ့ကြည့်လိုက်တော့အဲ့လိုမှန်းလို့ရပါပြီစက်ကိုဒီကတကယ်ဒရာမာအကြီးစားကြီးဒရာမာအကြီးစားကြီးဖြစ်မှာပါเนาะဆိုတော့ဟိုကောင်းတယ်ဟိုလောင်လဲလောင်ရမယ်ပေါ့เนาะဆိုတော့ဟိုပြီးတော့အားမလို့အားများကြီးလည်းဖြစ်ကြအောင်မယ်ပြတော့တွဲပေးထားတဲ့ဒီ cast လေးလေးလဲမိုက်တယ်ပေါ့အဲ့ဒါဆိုတော့ပြိတ္တတွေ ဟိုကြိုက်ကြမှာပါဟုတ်ဒီ bucket drum မှာဖြစ်နေရဲ့အလောင်းဇက်တွေလည်းဖြစ်တယ်ဇက်လည်းကောင်းတယ်ပိုင်းလူကလည်းချောတယ်အဲငိုးလာပြီငိုးလာခုမှစကားထွက်လာစုံမူးလားဆိုစုံမူးရဲ့ဒါပေမဲ့အိတ်ကားကမထွက်ဘူးစုံမူးရဲ့မထွက်မထွက်ဘူးပေါ့နော်အာပြီးတော့ကြားမှာသူနဲ့ကျွန်တော် music video တပုတ်ရိုက်တယ်။အဲ့မှာတော့ပို့ပြီးတော့ရင်းနေသွားတယ်ခင်သွားတယ်ပေါ့နော်။ပြီးတော့ကြော်ညာလေးပါကျွန်တော်စုံမှုတယ်။ပြီးတော့ဒါ series အနေနဲ့ ဒီသူနဲ့ကျွန်တော်နဲ့ဒါပထမဆုံးဟိုတွေ့ရတာပေါ့ဟုတ်ကဲ့ဗျ तू ကတော့ဟိုဘယ်လိုပြောမလဲကျွန်တော်တို့သူတို့ကအင်ဒီဘက်ကလာကြတယ်ဆိုတော့ကျွန်တော်ကရွေးချင်ဟိုချစ်လို့လောက်ကြဆိုတော့ तू လည်းအဲ့တိုင်းပဲ तू ဆိုရင်အရန် streamer လုပ်တယ်ပြီးတော့ तू ရဲ့တရုပ်ဆောင်မှုတွေကြည့်လိုက်ဗျာ तू က streamer ကိုနာမည်ကြီးလို့ရွေးချင်ထားရိုက်တာမဟုတ်ဘူး तू ये တကယ်ကိုကျွမ်းကျင်နေ तू ကိုယ်တိုင်လည်းဒီရုပ်ရှင်ကိုစိတ်ဝင်စားလို့ तू ကလောက်တဲ့အတွက်ကြောင့်ဒါသူ့ကိုကျွန်တော်က respect ရှိပြီဒါစဝင်တယ်ကအလုပ်အခုအလုပ်လုပ်ကြည့်မယ်ဆိုတော့လေဒါသူသူနဲ့ကျွန်တော်တွေ့ရမယ်သူတို့တွေ့လောက်ရမယ်ဆိုတော့ပို့ပြီးတော့လေဟိုကျွန်တော်တို့ပေါင်းပြီးတော့ထွက်လာမယ်ဒီအခု series ကိုလည်းအဲစိတ်လှုပ်ရှားတယ်အဲကျွန်တော်တို့ပို့ပြီးတော့လေဒါ shooting မှာဟိုတယောက်နဲ့တယောက်အပေးယူများများနဲ့သူ့ရဲ့သူတိရဲ့ဘိုင်းလေးကိုတင်ယူမယ်ကိုတိရဲ့ဘိုင်းသူ့ပြန်ပြီးမျှဝေမယ်အဲ့လိုမျိုးပေါ့ဟုတ်ငါချင်းတော်လိုက်လားဟာကောင်းလိုက်ရောတော့ပြေပါပြေပါကောင်းလိုက်လား ငါတို့မစိစားနိုင်ပါဘူးလိုက်နိုင်ရတယ်စီနီယာစီနီယာတော့နော်မောကျွေးမတငယ်ချင်းအေးကျေးကျေးဒါသူတို့အပြင်မှာလဲဒါသူရဲ့ဒီသူတို့အပြင်မှာလဲဟောသူကနင်းနဲ့ဒီကိုပြောဟောအေးအေးသူကအရန်ချစ်တဲ့တွဲလေးအနေနဲ့ပိတ်သက်တရားရှိရဆိုတော့အဲ့အဲ့လိုမျိုးနေရာလေးလိုက်ဖက်နေရပေါ့နော်သူတို့ကဟိုယူရမဲ့လူလည်းရှိရတယ်နော်အပြင်မှာတည်ရတယ်သူကကျင့်လို့ရတယ်ပြင်ပမှာ rehearsal ကျင့်လို့ရတယ်ပေါ့အဲ့ကားထဲမှာလည်းသူကဟိုယူရရဲ့အရင်စင်ကြီးရဟုတ်လေ ပြိတ္တတွေကလူတိုင်းရပါတော့ချစ်တာနဲ့မုန်းတာဆိုချစ်တာကိုလူတိုင်းကကြိုက်ကြတာပါဟုတ်အဲ့အကြောင်းမို့လို့လဲဒါကျွန်တော်ဆိုရင်လဲဒါဟိုဘလုံးလောင်တဲ့ကားအိမ်မှာမကောဝင်ပြီးတော့ချစ်ချစ်ပြရတဲ့ခါကျတော့ပြိတ္တကဟိုချစ်တဲ့ဟာလေးကိုဟိုဘယ်လိုပြောမလဲကြည်နူးွားတဲ့အတွက်ဒါပြိတ္တတွေလည်းပို့ပြီးတော့ယမန်တမ်းမိရလို့ကျွန်တော်ထင်ပါတယ်ဟုတ်ပါဟောကြိုက်တယ်ကျွန်တော်ကြိုက်တာပေါ့ဒါကိုယ်ကိုပေးလာတဲ့ဇက်ကောဟိုရလာတဲ့ဇက်မှန်တည်းများလည်းအခုချိန်ထိဟို အရန်ဆိုးသွမ်းအဲ့လို follower တဲ့ဟာမျိုးလေးကျွန်တော်ကအသိပြောမရသေးဘူးလုံးကြည့်နေတာပေါ့နော်အဲ့လိုမျိုးလုံးကြည့်နေတဲ့အတွေ့လည်းရှိတယ်အခုချိန်ဒီတော့လို့ချစ်တတ်တာလို့လို့ဟိုလိမ်မာတာလို့အဲ့လိုမျိုးလေးပဲဟိုဟိုကိုယ်ဇက်တွေလာပေးနေတယ်အဲ့လိုမျိုးလေးပဲဒါပေမဲ့ကောင်းတဲ့ဟာလေးပဲပဲဒါလေးကိုလည်းအဲ့ချစ်တတ်တဲ့မှာပဲမျိုးစုံပေါ့နော်မတူတဲ့ character ဟိုမှာချစ်တာဓမြဘူချစ်တာဓမြဘူချစ်တာမတူဒီဘက်တရားဦးကကြတရားဦးကဟိုငယ်ပြီးတော့ចောင်းသားပုံစံအဲ့အဲ့လို ဟိုမိုင် USM ပြီးချစ်တာမတူဘူးပေါ့နော်ဆိုတော့အဲ့လိုချစ်တာမျိုးစုံကျွန်တော်ပြအောင်ဒီကားမှာထပ်ပြအောင်ပါတော်တော်လောက်အောင်ပါလောင်ဆုံးပဲသူ့လောင်ဆုံးပဲဒီမှာလောင်ဆုံးပဲတကားကမသိစဲမှပြောပြရမှာဒီဒီတော့ဒီကားမှာကျွန်တော်နာမည်ဆိုင်တဲ့အေဂရီနာမည်ကြည့်ကြရတာဒီအေဂရီနဲ့လောက်မှာ ဟာဒီဇယ်လန်ရီထွက်ရင်အပေးကြဖို့ပြောချင်ပါတယ်ဆိုတော့အနာနီမှာလည်းကျွန်တော်ထပ်ပြီးတော့ဖိတ်ခေါ်မယ်ပေါ့နော်အခုကတော့ကြိုက်တော်မြန်ရသေးဘူးဆိုတော့အာကျွန်တော်အစီအပြင်းနဲ့ရိုက်ကူးဖို့လည်းအာဆူတောင်းပေးကြပါဦးလို့ပြောချင်ပါတယ်ခင်ဗျကျေးဇူးပါရှုံးမဲ့နေပါဟုတ်